United နဲ့ကစားမဲ့ Europa League ဘိုလိုပွဲအတွက်စိုးရိမ်မှုအစ်စ်နဲ့ရင်ဆိုင်ရတဲ့တော့တင်ဟန်။တော့တင်ဟန်ဟာတော့ကြာညက Aston Villa နဲ့ကစားခဲ့ပြီး Emery ရဲ့အသင်းက2-0ဂိုးနဲ့အနိုင်ရရှိခဲ့တာကြောင့် Champions League ဝင်ခွင့်ရဖို့မျှော်လင့်ချက်ကိုဆက်လက်ရှင်တန်စေခဲ့ပြီးအဲ့ဒီညမှာပဲ Chelsea က United ကိုအနိုင်ရရှိခဲ့ပါတယ်။ Angie Postecoglou ဟာလာမယ့်ရက်သက်တပတ်ပြီးပါအိုးတို့တွားရောက်မဲ့ခီးစဉ်ကိုစဉ်းစားပြီးကစားသမားအပြောင်းလဲအများအပြားပြုလုပ်ခဲ့ပြီး Bissouma Brennan Johnson Petro Poe နဲ့ ဒိုမီနစ်ဆိုလန်ဂီတို့အနားယူခဲ့တဲ့ကစားသမားတွေရဲ့မှာပါဝင်ပါတယ်။ဗဟိုနောက်ခံလူတွေဖြစ်တဲ့ခစ်စတီယန်ယိုမဲတို့နဲ့မစ်ကီဘန်ဒီဘန်တို့ဟာလူစည်ရင်ကနေလုံးဝခြံလက်ခံခဲ့ရပါတယ်။ဆယ်ဟာပွဲထွက်လူစည်ရင်မှာပါဝင်ခဲ့ပေမဲ့53မိနစ်မှာလူစားလဲခံခဲ့ရပြီးဘီလာဘာကွင်းထဲကနေဥမင်လုံကောင်းထဲသို့တိုက်ရိုက်ဝင်သွားခဲ့ကာခြေထောက်ကိုဂယုတဆိုင်နဲ့လမ်းလျှောက်သွားခဲ့ရပါတယ်။အသက်20နှစ်နှစ်အရွယ်ကွင်းလေကစားသမားဟာဗိုလ်တော်ဟူးနေမှာကစားမဲ့ဘိုလိုပွဲအတွက်အချိန်မီပြန်လဲတက်တာလာဖို့အပြိုင်ဆိုင်စူးစမ်းရမှာဖြစ်ပေမဲ့ ိုစတီဂိုဂလူကပွဲပြီးမှလူစားလဲခဲ့တာဟာဂျိုတင်ကာကွယ်မှုအနေနဲ့လှုပ်ဆောင်ခဲ့တာလို့ပြောကြားခဲ့တာကြောင့်မျှော်လင့်ချက်ရှိနေပါတယ်။ပေပေကသူ့ရဲ့ကြောမှာတခုခုခံစားလိုက်ရလို့သူ့ကိုဂျိုတင်ကာကွယ်မှုအနေနဲ့ထုတ်လိုက်တာပါလို့ပိုစတီဂိုဂလူကပြောကြားခဲ့ပါတယ်။သူ့နဲ့စကားပြောပြီးတဲ့နောက်အရန်ဆိုးဆိုးရွားရွားမဟုတ်ဘူးလို့ထင်ပါတယ်။ဒါပေမဲ့သူကသူ့ရဲ့ကြောမှာတခုခုခံစားလိုက်ရုံပါပဲ။ဒုတိယပိုင်းမှာအင်းမလဲကျသွားတဲ့မိုက်ကီမိုးရဲကအဆင်ပြေမယ်လို့ထင်ပါတယ်။သူ့အရင်ကအဲ့ဒီလောက်မိနစ်အများကြီးမကစားဘူးတာကြောင့် ပင်ပန်းနှံ့နယ်မှုကအဓိကဖြစ်ပါတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်တော့တင်ဟန်ဟာ James Madison, Lucas Buckbell နဲ့ Dejan Kulusevski တို့လိုအဓိကကွင်းလယ်ကစားသမားသုံးဦးမရှိတဲ့အပြင်ဒီတစ်ပတ်မှာ Kulusevski ဒုခွဲစိတ်မှုခံယူခဲ့ကြောင်းအတည်ပြုထားပါတယ်။တစ်ချိန်တည်းမှာပဲဆွန်ဟောင်မင်ဟာခြေထောက်တံရကနေတက်တာလာပြီး Ebila က Phank ဖက်နဲ့ပထမအကြော့ကလေးကပထမဆုံးအချိန်ပွဲထွက်လူစီးရင်မှာပါဝင်ခဲ့ပါတယ်။တောင်ကိုရီးယားသားဟာပြီးခဲ့တဲ့ရက်သက်ပတ်ကုန်ကခစ်ဆရယ်ဘဲလစ်နဲ့ပွဲမှာလည်းလူစားဝင်ကစားခဲ့ပြီး ပိုစတီကိုဂလူကလာမယ့်ပတ်ဘိုလိုပွဲအတွက်သူချေနေကောင်းမှာတည်ချတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။သူပြန်လာပြီးပါဝင်နိုင်တာကောင်းပါတယ်။သူအဲ့ဒီပွဲမှာကစားခဲ့တာကြောင့်ပိုကောင်းလာမယ်ဆိုတာတည်ချပါတယ်။ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ဒါကသူ့ကိုဘိုလိုပွဲအတွက်အခြေအနေကောင်းတစ်ခုဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့တော့တင်ဟန်မန်နေဂျာကပြောကြားခဲ့ပါတယ်။